ကိုပြောွေချားပြလိုက်တဲ့တန်းစင်တဲ့ဝမ်ချန်ပီယံရှစ်ကြားကသဘောတူညီချက်ဟာစာချုပ်တကယ်ဟုတ်မဟုတ်ပြည်သူများအားလုံးပဲမြင်လောင်ကြအင်္ဂလိပ်စကားကနေပြန်လဲကြိုလိုက်ပါရင်ကျွန်တော်တို့ဂျိုဒင်ကမ်မန်ခဲကြတဲ့အတိုင်းပဲဝမ်ချန်ပီယံရှစ်ကတန်းစင်ကိုစာချုပ်ချုပ်ဖို့ပြင်ဆင်ထားတယ်ဆိုတဲ့အကြောင်းအခုဆိုရင်ကိုပြောွေကသူ့ရဲ့လူမှုကွန်ရက်အကောက်ကနေတစင်တရားဝင်ချားပြလိုက်ပြီလေဖြစ်ပါရင်အရင်တော့က aggressive ဆန်ဆန်တိုင်ဝဲဝင်နေရှိတဲ့ပြီးပြိုင်ဘက်တွေကအနိုင်ယူပြခဲ့တဲ့နောက်ကိုပြောွေရဲ့ပခုံးပေါ်တက်ပြီးအောင်ဝဲခန့်နေတက်တဲ့တန်းစင်ရဲ့ပုံရိပ်ကိုပြည်သူများကောင်းစွာမှတ်မိကြအောင်မယ်ထင်ပါရင် ဒါပေမဲ့နောက်ပိုင်းပွဲတွေမှာတော့တန်းစင်တဲ့ကိုပြိုရိုနှစ်ယောက်ကမဆိုင်သူတွေလိုမျိုးဒစိမ့်တရံစံနေတာမျိုးတွေကိုတွေ့လာရပါတယ်။ဒါကြောင့်တန်းစင်တဲ့ကိုပြိုရိုအကြားဘာတွေဖြစ်နေကြတာလဲ။သူတို့နှစ်ယောက်ကလက်တွဲများဖြုတ်လိုက်ကြပြီလားဆိုပြီးတော့ပြည်သက်တွေကသိကျင်လာခဲ့ကြပါတယ်။သိကျင်လာတာကြောင့်လည်းကိုပြိုရိုကိုတောက်လျှောက်မေးမြန်းခဲ့ကြပြီးကိုပြိုရိုဘက်ကတော့ကြီကောင်းရုံလောက်သာပြောခဲ့ပါတယ်။နောက်ဆုံးတော့မေးချလို့လို့သာ လူနဲ့တန်းစင်တို့ကလက်တွဲဖြုတ်လိုက်ကြပြီဖြစ်ပြီးတန်းစင်ကသူ့ရဲ့အဖွဲ့အစည်းနဲ့တီးတန်းဆက်လက်လှုပ်ဆောင်တော့မှာဖြစ်ကြောင်းကိုပြိုဝေကဝန်ခံခဲ့ပါတယ်။ဒါ့အပြင်အခုဆိုရင်ကိုပြိုဝေကတန်းစင်ရဲ့ဝမ်ချန်ပီယံရှစ်တို့အကြားမှာ agreement ဆိုင်ဆိုင်တစ်ခုချုပ်ဆိုဖို့အထိလှုပ်ပေးခဲ့တဲ့အကြောင်းမြန်မာဘုံပုံနဲ့တကွာချပြလာခဲ့ပါတယ်။မြန်မာဘုံမှာရေးသားထားတဲ့စာကတော့ exclusive commercial right agreement လို့ဆိုထားပါတယ်။ဒါကစာချုပ်မဟုတ်ဘဲဝမ်မှာထွေးရမယ့်သဘောလောက်သာရှိလို့စာချုပ်လို့သတ်မှတ်လို့မရဘူးလို့ဆိုတဲ့သူတွေကလည်းရှိကြပါတယ်။ သူတို့ဆိုလိုတာကဒီဟာလက်မှတ်ထိုးထားလိုက်ရင်တန့်စင်နေတဲ့ဝမ်းမှာပွဲများလို့ရှိရင်တခြားသော promotion မှာသွားထိုးခြင်းလဲစိတ်ကြိုက်သွားရောက်ခွင့်ရှိပြီးအချုပ်အနှောင်သဘောမျိုးတွေလုံးဝမပါအကြောင်းတွေပြောကြတာပါဆိုတော့ what is an exclusive right agreement တည်တံ့အခွင့်အရေးသဘောတူညီချက်ဆိုတာဘာလဲကျွန်တော်ဒါကိုလေးလောက်လေးလာကြည့်ရအောင် တည်တံ့အခွင့်အရေးသဘောတူညီချက်ဆိုတာကအလုံရှင်တဲ့အလုံသမားတွေကြားမှာတည်တံ့အခွင့်အရေးများပေးထားတဲ့စာချုပ်တစ်ခုဖြစ်ပါတယ်။မြန်အောင်ပြောမယ်ဆိုရင်စာအုပ်ထုတ်ဝေသူနဲ့စာရေးဆရာတို့အကြားမှာချုပ်ဆိုထားတဲ့စာချုပ်ပုံစံမျိုးဖြစ်ပါတယ်။စာအုပ်ထုတ်စာအတွက်ပုံမှန်အခါကျင်းဝင်အပြင်ဒီတုပ်ရောင်းအားဘလောက်ထိရရင် ရာဂိုင်တော့ဘလောက်ထက်ပြီးတော့ခွဲပေးမယ်နောက်ပြီးဒေစာအုပ်ကိုနောက်ထပ်ထပ်ပြီးတော့ရိုင်းနှိပ်ထုတ်ဝေအောင်မယ်ဆိုရင်စာရေးဆရာကိုညံပူစွာကဘလောက်ပေးမယ်ဆိုရင်တခြားသောတင်းချအခွင့်အရေးတွေကိုထည့်သွင်းချုပ်ဆိုထားတဲ့ပုံစံဖြစ်ပါတယ်ဒေစာချုပ်တွေကပုံမှန်အားဖြင့်တက်တန်းကုန်ရင်တက်တန်းထက်မှန်တိုးခွင့်ရှိတဲ့နှိစီစာချုပ်အမျိုးအစားတွေပဲဖြစ်ပါတယ်တက်တန်းတိုးတဲ့ကာလကိုတော့အလုံးရှင်ရဲ့စိတ်ကြိုက်ကာလတစ်ခုညှိနှိုင်းသွားမှာဖြစ်ပြီးအလုံးသွားဘက်ကလည်းညင်းပယ်ခြင်းညင်းပယ်ခွင့်ရှိတဲ့အနေအထားဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာဆွေးနွေးချင်တာကဒါကစာချုပ်ဟုတ်မဟုတ်ညင်းနေကြတဲ့ကိစ္စကိုပြောချင်နေတာဖြစ်ပါတယ် စာချုပ်လို့သတ်မှတ်လို့ရပါတယ်ဒါပေမဲ့အခုစာချုပ်ကဝမ်ချန်ပီယံရှင်ရဲ့စာချုပ်ကြီးတော်လည်းကောင်းဒါမှမဟုတ်ဆိုလင်ဦးတို့ရသလို Friday Fight ရဲ့ဒေါ်လာ3သိန်းနဲ့စာချုပ်လားဆိုတာကတော့ရှင်းလင်းလင်းမသိရသေးပါဘူးအထူးကြကတော့ calculation တွေပဲသိမှာပါစာချုပ်ရဲ့မနေ့ဖုန်းမှာ lambda 1 ATM ထိုးထားတာအကြောင်းတကြောင်နောက်ပြီးဆိုလင်ဦးတောင်မှာ cotton ဒီယဟာရင်စင်လို့နဲ့နှစ်ပွဲအထိပွဲရရှိပြီဖြစ်ပေမဲ့တန်းစင်ကခုချိန်ထိပွဲမရသေးတာကတခြားတို့ကြောင့်ဒေစာချုပ်ကမချုပ်ဖြစ်နိုင်ဘူးလို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်။ဒါကြောင့်တန်းစင်နေနဲ့ကိုပြိုးရည်နဲ့လက်တွဲဖြုတ်တာမဖြုတ်တာကတပိုင်းဖြစ်ပါတယ်။ဒါကကာယကရှင်ရဲ့သဘောထားဖြစ်လို့ကျွန်တော်တို့ဘက်ကဒီအပေါ်မှာဝေဖန်နေစရာအကြောင်းမရှိပါဘူး။တန်းစင်ရဲ့ခန္ဓာကိုယ်ကိုတန်းစင်ပိုင်ပါတယ်။သူ့အကောထွန်းလင်မို့လဲပိုင်ပါတယ်။ဒါကြောင့်သူတို့နဲ့ပတ်သက်တဲ့ကိစ္စတွေကိုသူတို့ဘာသာစိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ကျွန်တော်ဖြစ်စေချင်တာကတန်းစင်ရောထွန်းလင်မို့ရောညီကိုနှစ်အောင်စလုံးအနေနဲ့ကိုယ့်ရဲ့အလုပ်အပေါ်မှာသာအပြည့်အဝအာရုံစိုက်ပြီး ရလက်ကောင်းနေပြန်လည်ရယူပြနိုင်ဖို့စူးစမ်းတင်ပါတယ်ကိုကတော့အကောင်းဆုံးလုပ်ပြနိုင်ရင်ဝေဖန်သူတွေကလည်းဝေဖန်စရာရှိတော့မှာမဟုတ်ပါဘူးဒါကြောင့်ထွန်းလင်းဖို့အနေနဲ့သူများရောင်းတိုင်းလိုင်းမြောင်တင်မယ်အပြောင်းလဲမဟုတ်အလုံးနဲ့တက်တည်ပြနိုင်အောင်သာစူးစမ်းတင်ပါကြောင်းအကြံပြုလိုက်ရပါတယ်ဗီဒီယိုအစုံနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်